ဆင်နွှဲနေတဲ့ကြောက်ဖြူတိုက်ပွဲနောက်ဆုံးရသတင်းတွေကိုတင်ပြပါမယ်။2025ခုနှစ်ဖေဖော်ဝါရီလ20ရက်နေ့ကလေးကကြောက်ဖြူအနီးတိုက်ပွဲတွေကို AA ကဖော်ဆောင်နေခဲ့တာဖြစ်ပါတယ်။အခုတော့ AA တပ်တော်ဟာကြောက်ဖြူနဲ့6မိုင်အနီးထိချင်းကပ်နိုင်ခဲ့ကာစကမ်းကြီးငယ်များတည်ယူနိုင်မှုတွေကြောင့်စစ်ကောင်စီကလည်းကြောက်ဖြူမှာလုံခြုံရေးတွေထူးတင်းကျလာရပါတယ်။ကြောက်ဖြူမြို့နဲ့အဖြောက်တိုင်းရင်၄မိုင်ကျော်သာဝေးတဲ့အမှတ်32ရဲတပ်ရင်းကို AA ကယခုလအစောပိုင်းမှာပဲထိုးစစ်ဆင်နေတာပါ။ ဒါကပဲတော်လိုင်းကြီးစစ်နေပြီးအတိတ်ရနဲ့အများအာယုံစိုက်ရတဲ့စိတ်ဝင်စားစရာအခင်းချင်းဖြစ်လာခဲ့ပါတယ်။ကြောက်ဖြူဟာတယောက်နဲ့စစ်ကောင်စီတို့ရဲ့နှစ်ဖက်အကျိုးစီးပွားစီမံကိန်းကြီးများရှိတာကြောင့်ကြောက်ဖြူသာအေးလက်ထဲရောက်သွားရင်ဝင်ငွေလမ်းကြောင်းတွေသာမကတယောက်ရဲ့ယုံကြည်ကိုးစားမှုကိုပါစစ်ကောင်စီကဆုံးရှုံးခံရမှာပါ။ပြစ်ခတ်ပောက်ကွဲတံတွေနှီးတဲ့ထက်နှီးလာကြောင်းဘုံကျဲလီရင်တံတွေလည်းကောင်းပေါ်မှာနေတိုင်းလူလူပြန်နေတာတွေ့ရပြီးလုံးကြုံကြီးအကြောင်းပြချက်နဲ့မထင်ရင်မထင်သလိုစစ်စေးမင်းမြန်းတာတွေတင်ကြနေကြောင်း စားဖို့နေရေကတစ်ဖက်နဲ့ဘယ်နေ့ဘာဖြစ်လာမယ်ဆိုတာနေ့စဉ်စိတ်ပူနေရပြီဖြစ်ကြောင်းကြောက်ဖြူနေပြည်သူတူကပြောပါတယ်ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မှာလဲခမရ943ကနေမြေပြင်စစ်ကြောင်းအင်အား200ကျော်ဟာမင်းတပ်တောင်နဲ့ရဲတပ်ရင်30နှစ်ကိုခြေလျင်ထိုးစစ်ချီလာပြီးအေအေကိုခုခံနေကြရပါတယ်ဒါအပြင်အဲ့ဒီတိုက်ပွဲနေရာကို Jet Fighter များ Wing Twin များနဲ့6ကြိမ်တိတိလာရပစ်ခတ်ခဲ့ပြီးလေကြောင်းပစ်ကူများလည်းပေးနေရပါတယ်။ကြောက်ဖြူကိုကာကွယ်ဖို့အထူးကြတဲ့ရဲတပ်ရင်32ကတော့ တာကင်းစခန်းအကုံနိဘကိုအေအေကတိမ့်ထားပြီးသားဖြစ်လို့အကာအကွယ်မရှိတော့တဲ့အနေအထားဖြစ်ပါတယ်။ခမာယ9လေး3ကနေစစ်ကြောင်းတွေထပ်ပုတ်ပြီးအင်အားဖြည့်ထားတယ်။လေကြောင်းကလည်းလာပစ်တယ်။နေဗီကလည်းပင်လယ်ဘက်ကနေပစ်တယ်။အဲ့ဒီရဲတပ်ရင်မကြရေအတွက်အပြင်းထန်ကိုပစ်နေတာလို့စစ်ရေးတရင်ရင့်မြစ်ကပြောပါတယ်။ရဲတပ်ရင်32ကိုကြော်လွှားသိမ့်ပိုက်ပြီးရင်တော့ခမာယ9လေး3နဲ့9တုံးနဲ့အပါဝင်ချီလင်းတက်မှဌာနချုပ်တွေကိုအေအေတက်တော်တွေရောက်တော့မှဖြစ်ပါတယ်။ အခုချိန်မှာတော့ရဲတပ်ရင်32ရဲ့အနီးအေအေထိမ့်ချုပ်လိုက်တဲ့မင်းတပ်တောင်ပြိုင်းစစ်ကေပတ်ဝန်းကျင်နဲ့မလကျွန်းပတ်ဝန်းကျင်ရွာတွေကိုလေကြောင်းနဲ့နေဗီတို့ကတတ်ခိုက်နေပြီးအေအေကိုခုခံတားဆီးနေရတဲ့ပုံဖြစ်ပါတယ်အခုလိုထိုးစစ်ခန့်စစ်ပြင်းထန်နေချိန်မှာစစ်ကောင်စီဘက်ကတပ်သားချို့လဲဇွန်လပထမပတ်အတွင်းမှာအေအေထံအလင်းဝင်လက်နက်ချမှုတွေရှိလာပါတယ်။အရမစစ်သားစုဆောင်ခံထားရတဲ့စစ်တွေမြို့နယ်ပြိုင်းဖြူကြီးရွာသား၄၀ကျော်ဟာအခုလိုကြောက်ဖြူအနီးတစ်ဝိုက်တိုက်ပွဲများတွင် အေဘက်ကိုထွက်ပြေးအလင်းဝင်လာကြတယ်လို့ဒေတာတွင်မီဒီယာတွေကဖော်ပြထားကြပါတယ်ဒီလူတွေဟာ2024ခုနှစ်မေလ29ရက်နေ့ကပြိုင်းဖြူကြီးရွာတွင်စစ်ကောင်စီကမတရားဖမ်းဆီးစစ်တင်တန်းပေးကာအင်အားစုဆောင်ခံထားရသူတွေဖြစ်တယ်လို့ဆိုပါတယ်ကြောက်ဖြူတိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့စစ်ရေးလီလာနေသူစီဒီယံပိုကြီးစင်ရောပြောတာကရဲတပ်ရင်30နှစ်ကိုရဖို့30ရာခိုင်နှုန်းထိမ့်ချုပ်ထားပြီးသားလို့ပြောနိုင်ကြောင်းအခုလို့သူကဆိုပါတယ်ကြောက်ဖြူမှာတော့ကျွန်တော်တို့ဒီ အခုလောလောဆယ်သူတို့ရတက32ပေါ့နော်အခုရတက်ဘွယ်ဂွယ်32ကိုဥတီပြီးတော့တိုက်နေတယ်အဲအဲ့ဒီရတကကိုရလိုက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီကြောက်ဖြူကိုအဲ A နဲ့ပူပေါင်းတက် A နဲ့ပူပေါင်းတက်ဖွဲ့တွေပေါ့နော်ပူပေါင်းတက်ဖွဲ့တွေလိုပဲပြောရမှာတင်နီလာရေးတို့လည်း TNL ရာလည်းဝင်ကူတိုက်ပေးနေတဲ့အတန်ပြစ်ထားတာရှိတယ်ဆိုတော့အပူပေါင်းတက်ဒီ30ရာခိုင်နှုန်းလောက်ထိမ့်ချုပ်နိုင်တဲ့အနေအထားမျိုးလို့ရှိတယ်လို့ပဲပြောရမှာဖြစ်ပါတယ်ဒါပေမဲ့ကြောက်ဖြူတိုက်ပွဲမှာက ကျွန်တော်တို့ရခင်မျိုးသိမ်းတိုက်ပွဲတွေလို့အေးဟာဒုနဲ့အင်အားသုံးပြီးတော့ဒုနဲ့တိုက်စစ်ဆင်းတဲ့အနေအထားမျိုးလည်းမတွေ့ရဘူး fire power ပေါ့လို့လက်နက်ကြီးပြအားကိုမယူဘဲနဲ့ဒီစစ်ကြောင်းငယ်လေးတွေကိုဥချိုးပြီးကမှဖြည်းဖြည်းချင်းဝင်တိုက်တဲ့နီးပြည်ဝဟာကိုတွေ့နေရတယ်ခါတိုင်းတော့ဆိုရင်ဒုနဲ့တိုက်တာဆိုတော့အေးတိုက်ချက်ကလုံးဝအားရဖို့ကောင်းတယ်ပေါ့နော်အခုဒီကြောက်ဖြူတိုက်ပွဲမှာတော့သူတရုတ်နဲ့မညှိအောင်လို့ရှောင်ပြီးတိုက်နေရတယ်လို့ပဲကျွန်တော်တို့ကတော့ယူဆပါတယ် ကြောက်ဖြူနီအေးအေးတိမ့်ထားပြီးသားစခန်းတွေကတော့အ ਨੇ စုံ၃စခန်းဖြစ်ပြီးနှမ်းဖဲတောင်စခန်းနှင်းတက်တောင်စခန်းနဲ့လက်ခံမော်စခန်းတို့ဖြစ်ကြပါတယ်ဒီစခန်းတွေက32ရဲတပ်ရဲအနီးကစခန်းတွေပါရတာပြီးဖြစ်တဲ့စခန်း၃ခုအနက်ကနှမ်းဖဲတောင်စခန်းဟာမေလ29ရက်နေ့မှာတိုက်ပွဲဖြစ်ပြီးစစ်ကောင်စီရဲ့တပ်မ71ချီမြန်တိုက်ရင်ဌာနချုပ်မှဘုံမှုချုပ်ကျော်မျိုးအောင်အပါဝင်နောက်ထပ်အရာရှိနဲ့တပ်သားစုစုပေါင်း9ဦးဟာဆိုရင် AA ရဲ့စနိုက်ပါလက်ချက်နဲ့သေဆုံးသွားခဲ့ပါပြီ။ နောက်ထပ်မင်းတပ်တောင်စခန်းကိုတိုက်စင်ကလည်းတိုက်စစ်ဦးစီးမှုပထမတန်းဒုတိယဗိုလ်မှူးကြီးအပါအဝင်စစ်တုပ်ပန်၁၅ဦးကို အေအေကအရှင်ဖမ်းဆီးရရှိခဲ့တဲ့ထုတ်ပြန်မှုသတင်းတွေလည်းလူမှုကွန်ရက်တွေပေါ်မှာဝေဝေးဆဆာတွေ့ခဲ့ရမှာပါအေအေကရဲတပ်ရင်32ကိုထိုးစစ်မဆင်သေးပါဘူးအင်အားကြီးတဲ့စစ်ကောင်စီဘက်ကသာရှစ်ထွက်ပြီးလှုပ်ရှားခံစစ်ပမာစစ်စင်နေရကအခုလိုအကြဆုံးများပြားနေခြင်းဖြစ်တယ်လို့ရခိုင်တပ်တော်ဘက်ကလာတဲ့စည်ရေးသတင်းကဆိုပါတယ် အဲ့ဒီလိုအထိနာအဆက်ရပြီးနောက်ကြောက်ဖြူကိုအပြင်းထန်ကာကွယ်ဖို့စစ်ကောင်စီကပြင်ဆင်ပါတယ်။ခန့်စစ်အင်အားကိုကြည့်မယ်ဆိုရင်ကြောက်ဖြူတွင်မြို့တွင်ထောင်အနီး၌တိုက်တက်ခလာရ34ကြောက်တလုံးနဲ့ဂုံးချွေမှာစက္ကခ9လက်အောက်ခံခမာရ9လေးနဲ့9လေး3တို့ရှိပြီးဒိုးရန်တောင်မှာရဲတိုက်ရင်30နှစ်ရှိပါတယ်။တပ်မ17နဲ့တပ်မ22မှာစစ်အင်အားများလည်းဖြစ်တင်းထားပါတယ်။အထက်ကအကြဆုံးလို့ဆိုရမယ်ဒညဝရီရီတစကန်းဌာနချုပ်လည်းတစ်ပုတ်တောင်မှာတည်ရှိပြီး မေလ9ရက်နေ့ကစစ်တွေကနေအင်အား300ကျော်ပို့ဆောင်ထားပါတယ်ခမာယ၅နှစ်နဲ့ခမာယ၅လေး၃တို့ထံသို့မတ်လာတွင်းကလေချောင်းကနေအင်အား200ရောက်ရှိလာပါတယ်။တောင်ပေါ်ကြီးရီဒတ်စကန်နဲ့အုံကျွန်ရီဒတ်စကန်တို့ဟာလည်းကြောက်ဖြူမပါသွားဖို့အသင့်ရှိနေကြပါတယ်။ဒါအပြင်နေဗီတရေရင်ဆယ်စည်းခန့်ဟာလည်းကြောက်ဖြူအနီးဝန်းရံထားတာတွေ့ရပါတယ်။ အေကတော့ဇင်ချောင်းနီကြောက်ဖြူကားလမ်းမပေါ်ရှိတစ်ပုတ်တောင်လမ်းကွဲကိုအထိုင်ချပြီးစစ်တိုက်စွန့်ရီကင်းမဲ့တဲ့အင်အားနဲ့လက်နက်ကြီးသာပေါနေတဲ့စစ်ကောင်စီရဲ့ကြောက်ဖြူကိုတရွေ့ရွေ့ခြစ်တက်လာနေကြပါပြီကြောက်ဖြူနီးတဝိုက်ဟာစစ်မြေပြင်ဖြစ်သွားပြီးနောက်မှာပဲတရုတ်ကုမ္ပဏီကိုစောက်တဲ့တရုတ်လုံခြုံရေးတပ်တွေဟာစစ်ကောင်စီဘက်မှနေ၍ဒရုန်းများနဲ့ဝိုင်းတိုက်ပေးနေခြင်းတရုတ်စိုးရကလည်းကြောက်ဖြူကိုမတိုက်ဘူးအေအေကိုတတိပေးနေခြင်းစတဲ့ အတီမပြုတ်နိုင်သေးတဲ့သတင်းတွေထွက်လာကြသလိုရခိုင်တပ်တော်ဘက်ကတော့ကြောက်ဖြူကိုစီးနှင်းမဲ့တိုက်ပွဲနဲ့ပတ်သက်သောမြေတိတရားဝင်သတင်းထုတ်ပြန်ချက်ကိုမှမရေးပါဘူး။ခန့်စစ်ဆင်နေတဲ့စက္ကစပြူဟာမှုအပါဝင်အရာရှိကြီးများကြနေခြင်းစစ်တိုင်းဦးစီးမှုလိုထိုက်တန်းကောင်းဆောင်တွေလည်းအရှင်ဖမ်းခံရခြင်းသတင်းတွေကိုတော့လူမှုကွန်ရက်ပေါ်မှာဖြန့်ဝေခဲ့ပြီးငကိုကမှစစ်တိုက်လူစိတ်မရှိတဲ့စစ်ကောင်စီလက်အောက်ခံတွေကိုအပြော့ဇွဲနီနဲ့သွေးပြက်စေခဲ့တာကတော့အေးအေးပဲဖြစ်ပါတယ်။ စစ်ကောင်စီရဲ့လက်ရှိခံစစ်အမာဏာတွေကတော့ဒိုရန်တောင်အမှတ်32ရဲတပ်ရင်ဌာနချုပ် OGT ဂုံးချွင်ခြေဆိုင်ခမရ54ကြောက်တလုံးခြေဆိုင်ခမရ52နှင့်ကြောက်ဖြူတောင်အနီးကခလာရ34ဒညဝရီရဲတပ်ဌာနချုပ်ဒညဝရီတဖက်ကမ်းမှာရှိတဲ့အုံချွင်ရဲတပ်စခန်းနဲ့မရေကျွန်းတောင်ဘက်မှာရှိတဲ့တောင်မော်ကြီးရဲတပ်စခန်းတို့ဖြစ်ကြပါတယ်အခုတော့ကြောက်ဖြူမြို့တွင်လုံကြုံကြီးတွေကိုစစ်ကောင်စီကပုံမတင်ကြလာပြီးဒေသခံတွေလည်းတထိုက်ထိုက်နဲ့ရှိနေကြချင်းပါ ်မနေ့ကအထိရရှိထားတဲ့တိုက်ပွဲသတင်းတွေကတော့စစ်တွေမျိုးအခြေစိုက်ဒေသကွက်ကဲမှုစစ်ဌာနချုပ်နဲ့တမိုင်ကျော်မှာတည်ရှိတဲ့ကန်းကော်ကျွန်းကစစ်ကောင်စီတပ်စခန်းကိုအေအေကရုတ်တရက်ဝင်ရောက်တိုက်ခိုက်ပြီးတန်ကြပ်ကကားနှစီကိုမိရှုခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ဒီသတင်းနဲ့တူအေအေရဲ့စစ်ရေးဗျူဟာပေါ်ချိန်မွန်းတန်တွေလည်းထွက်ပေါ်လာပါတယ်။လေကြောင်းရန်ကိုရှောင်တိန်နေရပြီးတရုတ်ရဲ့အညိုညင်ကိုလည်းလက်မခံရဘူးအကန့်အသတ်ပေါင်းစုံကြားကအာရခတတ်တော်အေအေရဲ့စစ်တိုက်စွမ်းရည်ဟာဆိုရင် အာနာသိန်းစစ်ကောင်စီကိုဖျောက်ချဖို့နွေဦးတော်လန်ကြီးရဲ့အင်အားကြီးတရဖြစ်လာခဲ့ပြီဆိုတာထင်ရှားပါကြောင်းစူးစီးတင်ပြလိုက်ရပါတယ်ခင်ဗျာကျွန်တော်ကြော်ဆိုးပါဟဲ့မေဖို့လားမေဖို့လားဟုတ်ပါဘူး။ပြမဘိုးမရှိရလဲ။ဘိုး။ငါဆောက်ဖို့ဖျားရလိုက်မယ်။ဘိုးကဘိုးလို့ပြောနေတယ်လေ။ပြောပြမပြောဘူးရှာ။ဘိုးဘိုး။ဘိုးဘိုး။မနေနဲ့တော့။မနေနဲ့တော့။ဘုရား။ဟဲ့မေဖို့။မေဖို့။မေဖို့ကငါသိတယ်နော်။ အခုမြင်နေရတာကတော့ပြီးခဲ့တဲ့2022ခုနှစ်ဥက္ကဋ္ဌစခန်းကိုတော်လိုင်းရေးပူပေါင်းတပ်တွေတိုင်းစင်မှာစစ်ကောင်စီအရာရှိတွေဟာသူတို့ကြက်မပြေပါဘူးလို့အကြောက်လွန်ပြီးပြောနေတဲ့ရုပ်တံဖြစ်ပါတယ်။တော်လန်သူမရှိစင်မှာပြည်သူပေါ်ထောင်လွှားမောက်မာကြတဲ့စစ်ကောင်စီအရာရှိတွေဟာတော်လန်သူတွေရှေ့ဒူးထောက်ချိန်မှာတော့ဘလောက်ထိအကြောက်လွန်လေးရှိသလဲဆိုတာနေ့စဉ်နေ့ပါထွက်လာနေတဲ့စစ်တရင်တွေကတတ်သိဖြစ်မြင်ခဲ့ရပါပြီ။အခုတော့မပြီးပြတ်ခဲ့တဲ့ဥက္ကဋ္ဌဟာ ထမှန်သိမ့်ပိုက်ခံရအောင်မလားစမ်းသပ်ခံရဖို့အချိန်ရောက်ခဲ့ပြန်ပါပြီခင်ဗျာဝေါ်လီတခွင်တိုက်ပွဲတွေမှာစကန်းသိမ့်အောင်ပွဲတွေတစ်ခုပြီးတစ်ခုဆက်ပြခဲ့ပြီးနောက်အခုတော့အနားယူချိန်လွန်မြောက်လို့ဥက္ကဋ္ဌကိုတိုက်နေကြတာကတော့တမဟာ6 KNL PDF KNT ကိုတိုက်ရင်းများပဲဖြစ်ပါတယ်2022ခုနှစ်ဇွန်လပိုင်းမှာတင်ယူပြီးပြန်လက်လွတ်ထားခဲ့ရတဲ့ဥက္ကဋ္ဌပါ ထိုးစင်ကလေကြောင်းတက်ခိုက်မှုအင်အားကိုအသုံးချပြီးစစ်ကောင်စီထိုးစစ်ကြောင်းပြန်ဆုတ်ထားခဲ့ရတာဖြစ်ပါတယ်။ဥက္ကဋ္ဌကိုတိုက်တော်မယ်ဆိုတာစစ်ကောင်စီတပ်တွေကလည်းမှားစရာမရှိကြိုတွက်ထားပြီးသားဖြစ်မှာပါ။ဒီတစ်ခါတော့တက်ရှိ CEO အမည်နဲ့အာနာသိန်းအုပ်စုကဝါရဖြန့်ဇက်ကားအခြေတီယာဥက္ကဋ္ဌဟာတမိုင်းကျွေးတွေနဲ့လေရင်ဘုံတံတွေတကြော့ပြန်ဆူညံလာဖို့ကနေဦးအနေနဲ့တိတ်ဆိတ်လို့နေကြပါပြီ။ ေဘောဘုတ်ကိုသိမ့်ပြီးနောက်ထောက်ပို့အင်အားကောင်းတဲ့ဒေါ်လန်တက်တွေဟာအင်အားပြည့်နဲ့အခုလဇွန်ဒုတိယပတ်ကဆလို့ဥက္ကဋ္ဌကိုပြစ်မှတ်ချိန်လိုက်ကြတာပါဥက္ကဋ္ဌဟာစစ်ကောင်စီတပ်ရဲ့ဝေါ်လီဗျူဟာအတွက်တော်ထောက်ပို့လမ်းကြောင်းအရေးပါတာကြောင့်ရှိသမျှအင်အားကုန်သုံးပြီးခုခံကာကွယ်သွားမှာဖြစ်လို့တိုက်ပွဲပြင်းထန်ဖို့သာရှိပါတယ်ဥက္ကဋ္ဌဟာ၄ကီကောဒေတာနဲ့ဝေါ်လီဒေတာကိုဆက်သွယ်ထားတဲ့အထက်လမ်းမကြီးပေါ်ရှိနေခဲ့တာပါဥက္ကဋ္ဌကိုသာတော်လိုင်းတပ်တွေကထပ်သိမ်းသွားရင်တော့ ဝါလီဒီတာအတွက်စစ်ကောင်စီတိုက်ရင်ရိတ်ခါနဲ့လက်နက်ခဲယမ်းတွေပို့ဆောင်ရမှာမြေပြင်လမ်းကြောင်းမရှိတော့တဲ့လောက်ဖြစ်သွားတော့မှာပါစစ်ကောင်စီကလည်းအဲ့ဒီမှာရှီလျားတဲ့ဆက်တော်ကြီးကတုတ်လမ်းကြောင်းတွေတူထားပြီးရဟတ်ရင်ပါဆင်းနိုင်တဲ့ကွင်းငယ်တစ်ခုကိုလည်းပြင်ထားပါတယ်တပ်မဟာ6နယ်မြေတဲ့ကိုစစ်ကောင်စီရဲ့ရဟတ်ရင်တွေဆင်းသက်ဖို့တိမိုက်မဲမှာမဟုတ်ဘူးလို့တော်လန်တန်စာမျက်နှာကယူဆနေပြီးတေဘောဘိုးကိုတိမ့်စင်ကလို့အန်ဒီယကြီးမတဲ့တိုက်လေရင်တွေရဲ့ဘုံကျဲမှုကိုသာ တော်လိုင်းရေးတပ်သားတွေဘက်ကအထက်အဥစားပေးသတိထားကြရမှာပါဒါပေမဲ့လည်းဘလဲတိုကနေလေးဝါမီထဗရင်အောင်မော်ခီသိဘောဘူးစခန်းတွေကိုရက်ပိုင်းတွင်စက်တိုက်သိမ်းပြခဲ့တဲ့ KNL PDF တွေရဲ့တော်လန်အောင်စိတ်ကလည်းအမြင့်မားဆုံးအခြေအနေဖြစ်နေခဲ့တာပါ။လေချောင်းပစ်ကူခေါ်ဖို့ထိုင်းဘက်ကိုထွက်ပြေးဖို့သာစိတ်ကူးရှိတဲ့စစ်ကောင်စီအဖွဲ့တွေဟာအာနာသိန်းကောင်းဆောင်မင်းအောင်လှရဲ့စခန်းတစ်ခုကိုဘလောက်ကြကြတောက်ခံကာပစ်ပေးနိုင်ကြမလဲ။ အားလုံးသိကြတဲ့အတိုင်းစစ်ကောင်စီရဲ့အခြေအနေဟာတိုက်ပွဲမှာပြည်ရင်လွှာရင်အသက်ဘေးလွတ်ခဲ့သူကိုစစ်ရေးဆိုင်ရာဘွဲတိုက်စိတ်တွေချိမြင့်နေရတာဖြစ်ပြီးပထမအကြိမ်တုန်းကလည်းဥက္ကဋ္ဌတိုက်ပွဲမှာတော်လန်တပ်တွေက လေရင်ဘုံတံကြောင့်တက်ရုပ်သွားတာကိုပဲသူတို့ရဲ့အောင်ပွဲကြီးပမာလီဆယ်ဂုံယူခဲ့ကြတာပါထိုစဉ်ကပထမအကြိမ်ဥက္ကဋ္ဌပွဲဆိုရင်လည်းစစ်ကောင်စီကလေချောင်းကနေအသေးတန်ကာကွယ်ခဲ့ရပြီးအထီလဲနာခဲ့သလိုလေချောင်းပစ်ကူတွေအကြိမ်တရာကျော်ပစ်ကူပေးခဲ့ကြတာမျိုးပါ မြေပြင်စစ်ကူတွေလည်းပို့နိုင်ရောက်နိုင်ခဲ့တဲ့အချိန်ဖြစ်ခဲ့ပါတယ်။မြဝတီမြို့တောင်ဘက်၄ကီကောဒေတာနဲ့မြဝတီမြို့ရဲ့အရှိတောင်ဘက်ဝေါ်လီဒေတာကိုဆက်သွယ်ထားတဲ့ကားလမ်းကြောင်းပေါ်မှာတောင်ပိုင်းကွင်ရဲ့အရေးကြီးတဲ့တိုက်ပွဲနေရာကဥက္ကဋ္ဌဖြစ်လာတော့မှာပါ။2022ခုနှစ်အလွန်2025ခုနှစ်နှစ်ဝက်ပိုင်းရောက်လာချိန်မှာတော့အခြေအနေတွေဘလောက်ကွာခြားသွားပြီလဲဆိုတာတော်လိုင်းအင်အားစုတွေကတက်တည်ပြဖို့ဝိုင်းတိုက်နေကြပြီဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။